လမန်စ်ကတော့ဒါသူ့ရဲ့ပထမဆုံးပွဲအတွက်ဒေးဗီးပွဲမှာဆန်နာလန်နဲ့ပွဲစဉ်မှာကလင်းရှိရခဲ့တယ်ပြီးခဲ့တဲ့အန်ဖီမှာဆိုရင်လည်းကာခွေမှုကောင်းနေပြုတ်လုံနိုင်ခဲ့ပြီးတော့ပြည်တဲ့ပြည်သက်တွေရဲ့ယုံကြည်မှုပြီးတော့ရူဘင်အမော်ရင်ရဲ့ယုံကြည်မှုတင်းပေါ်ကစားသမားတွေရဲ့ယုံကြည်မှုပြေဝါရရှိထားလောဆယ်မှာရရှိထားတဲ့ကစားသမားဖြစ်တဲ့အတွက်ဆန်နာလန်မန်စ်အနေနဲ့သူ့ပုံစံကောင်းတစ်ခုကိုဘယ်လောက်ထိဆက်ထိန်ထားနိုင်မလဲဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဒီဘက်ကတော့ပရီးမီးယားလိဂ်ပွဲစဉ်6ပေါ့နော်ဒါယူနိုက်တက်အနေနဲ့အင်ဂွင်းအိုဒရဖို့မှာဘရိုက်တန်ကိုလက်ခံပြီးတော့ ရှင်းပြန်ကစားမယ်ဆိုတော့ဒီပွဲနဲ့ဒီနေ့ပွဲနဲ့ပတ်သက်တဲ့ payment stock ကိုဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ bug မှာတော့ဒါ MV မှာကျွန်တော်တို့အတင်းအနေနဲ့ဒါ MV မှာ9နှစ်လောက်အနိုင်မရရှိထားခဲ့တဲ့စံချိန်ဆိုးမတန်းဆိုးကနေပြီးတော့ကြော်ဖြတ်နိုင်ခဲ့ပြီးတော့ချုံရန်ချုံမြင်တဲ့နိုင်ငံတစ်ခုကိုဖော်ဆောင်နိုင်ခဲ့တယ်။ပြီးတော့အိမ်မတိုင်ခင် Sunderland တဲ့ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်ငကုတ်ကုန်းရှိဆိုရဲ့ရလနဲ့အနိုင်ရရှိခဲ့ပြီးတော့ဒါ Robin Amorin ရဲ့ United နေပြဘွား တခြားလုံးမှာပထမဆုံးအချိန်ဟက်ဘက်တူဘက်နိုင်ပွဲကိုခေါ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ဒီတစ်ဘက်ကတော့ဒါ Brighton နဲ့တွေ့မယ် Brighton ဆိုတော့အလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့နဲ့တွေ့တိုင်းမှာအပြဲတမ်းလို့ဒုက္ခပေးလေးရှိတယ်အတင်းအခုနောက်ပိုင်းနှစ်တွေမှာဆိုရင် Brighton အနေနဲ့အင်ဂွင်းအဝေးဝင်းမီး United ကိုဒုက္ခပေးခဲ့ရတယ်ဒါပြီးခဲ့တဲ့ဘောလုံးရာသီ၃ခုပေါ့နော်ပြီးခဲ့တဲ့၃ရာသီမှာဆိုရင်ဒါ Brighton နဲ့ ကစားခဲ့ရပြီးမြန်လိ6ပွဲမှာဆိုရင်9ပွဲထိ United အနေနဲ့ရေးနိုင်ခဲ့တယ်ပြီးတော့တပွဲပဲအနိုင်ရရှိခဲ့ပေါ့နော်အဲ့ဒီနိုင်တဲ့တပွဲကလည်းဒါ Eric De Haer ရဲ့ဒုတိယမြောက်ရာသီဒါရာသီပိတ်ပွဲစဉ်မှာ Rasmus Wieland ဒီကိုတလို့ဒီကစားမား2ယောက်ရဲ့ twin goal နဲ့နှစ် goal မရှိဆိုရဲရလနဲ့အနိုင်ရရှိခဲ့တာပေါ့နော်အဲအဲ့ပွဲစဉ်နောက်ပိုင်းတော့ Brighton နဲ့တွေ့တိုင်းကျွန်တော်ရေးနိုင်ခဲ့တာကြီးပဲပြီးတော့အဲ့ပွဲစဉ်ကလည်းကျွန်တော် American Express ဒီ Brighton သင်းအင်ကွေးပေါ့နော် Brighton အင်အင်ကွေးမှာအနိုင်ရရှိတာဖြစ်တဲ့အတွက်ကျွန်တော် Old Trafford မှာနောက်ပိုင်းအခုနောက်ပါနောက်ဆုံး300ရာသီပေါ့နော်နောက်ဆုံး300ရာသီစတိုက်ထိတိုက်တွေ့ဆုံမှာဆိုရင် Old Trafford မှာပွဲတိုင်းရှုံးထားတယ်ဆိုတော့ဒီ Jealous ဆိုဒီမတန်းဆိုးကိုဒီနေ့ပွဲစဉ်မှာခြေဖြတ်ပြနိုင်မှာဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပေါ့ဒီညမှာကျွန်တော် စောင့်ကြည့်ရမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် Brighton နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင် Brighton ကတော့ဒီနေ့ရာသီဒီရာသီ Premier League ရှစ်ပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင်၃ပွဲသေး၂ပွဲရှုံး Jamas စနမနဲ့တူ လက်ရှိ Premier League ရဲ့အဆင့်30နေရာမှာရောက်ရှိနေခဲ့မှာเนาะကျွန်တော် United ကတော့အဲရာမတ်73မနဲ့အဆင့်9နေရာဒါကတော့အထက်အောက်ဒီနေ့ပွဲစဉ်မှာတွေ့ကြမယ်ပေါ့เนาะဆိုတော့ Brighton နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုတော့ဟို Brighton ရဲ့ဒီနေ့ရာသီနိုင်ပွဲ3ပွဲမှာဆိုရင်ဒါ traditional basic တွေအားဆိုရင်ဒီ Chelsea ပါမယ် Man City ပါမယ်ဒီအသင်းနှစ်သင်းစလုံးတို့အနိုင်ကန်နိုင်ခဲ့တဲ့ Chelsea က Stamford Stamford Bridge မှာသွားနိုင်ခဲ့တယ်ပြီးတော့ဒါအိမ်ခွင့်မှာဆိုရင်လည်းဒီ Man City ကိုအနိုင်ရရှိခဲ့တယ် ပြီးတော့ဒီ space ကိုလည်းဒါသူတို့တေရနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အသိကြီးနဲ့တွေ့တိုင်းတော့မြန်းတန်းလိုလိုဒုက္ခပေးလေးရှိတဲ့ပုံစံတစ်ခုကိုတော့ Brighton ကဆက်လက်ပြီးတော့ပြတ်တနေစေပဲဆိုတော့ကျွန်တော်တို့အသိအဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုတတိဒါစောင့်ကြည့်ရမယ်။ Queen Win ခြေစွမ်းဒီ Plain Sign နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့အဲ Brighton နေနဲ့နီးပြတဲ့အစဉ်ဆက်ပြောင်းလာခဲ့ရပါတော့နီးပြရဲ့အစဉ်ဆက်ပြောင်းလာခဲ့တဲ့ဒါဂရဟမ်ဖော်တာရောဘတ်တိုဒီဇာဘေးလက်ရှိဖာပီယန်ဟက်စလာဒီနီးပြအထီးပေါ့နော် နေပြတဲ့အစဉ်ဆက်ပြောင်းလာခဲ့တဲ့နှစ်စဉ်နှစ်တိုင်းမှာလည်းကစားမကောင်းတွေအများအားလို့လို့ဆုံးရှုံးနေရှိတယ်ဒီလိုပုံစံအနေပြီးဒီလိုမျိုးဆုံးရှုံးခဲ့တဲ့နေပြတဲ့အစဉ်ဆက်ပြောင်းကဲရတော့မှလက်ရှိသူတို့အတင်းရဲ့ play style တခုကပုံမပြတ်သွားပဲနဲ့ stable ဖြစ်ဖြစ်နဲ့ဆက်လက်ပြီးတော့ဟောပုံစံကောင်းတခုကိုဆက်လက်ပြသနိုင်စေပဲဒါ project ကောင်းတခုဒါ system တခုရေးရရှိသွားပြီဖြစ်တဲ့အတွက်ဒါ foundation ကိုခိုင်မာပြီးသားအတင်းဆိုတော့အတင်းကြီးတွေကိုဆက်လက်ပြီးတော့ ဒုက္ခပေးနေ ਉ မှာပဲဆိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးစောင့်ကြည့်ရမယ်ပြီးတော့နောက်တစ်ချက်စောင့်ကြည့်ခြင်းစရာကောင်းတာတော့เนาะ Brighton ရဲ့ဘက်ကဆိုရင်ကျွန်တော်တို့တိုက်စစ်မှု Danny Webb ကိုတော့ဒီ United ကျွန်တော်တယောက်တည်းအမြင်ရဆိုရင်တော့ United ဘက်ကစောင့်ကြည့်ခြင်းစောင့်ကြည့်ရမယ်ကစားသမားတယောက်အဖြစ်မြင်နေအဲဘာကြောင့်လဲဆိုတော့ဒါ United ရဲ့ကစားသမားဟောင်း Danny Webb အနေနဲ့ဆိုရင်တော့ဒါ United ကထွက်ခွာပြီးနောက်ပိုင်းဒါ Arsenal မှာကစားရဲပြီးတော့ Watford မှာကစားရဲအခုလက်ရှိ Brighton ပေါ့နော်ဒီကစားဒီအသင်း၃အသင်းနဲ့ ပြန်ပြီးတော့ United ကိုရင်ဆိုင်ရတဲ့ပွဲစဉ်15ပွဲတိရှိတယ်ဗျာ15ပွဲတိရှိတဲ့အချိန်မှာ9ဂိုးတိသွင်းယူနိုင်ခဲ့တယ်ဆိုတော့တော်တော်လေးကိုကောင်းတဲ့မှတ်တမ်းပေါ့နော်ပြီးတော့ဒီရာသီ Premier League 10ပွဲမှာဆိုရင်လည်း Brighton တို့4ဂိုးတိသွင်းယူနိုင်ပေးနိုင်ခဲ့တယ်အသက်ကြီးနေပေမဲ့လည်းဒါ Brighton တက်တိုက်စစ်ကိုလက်ရှိအချိန်ထိဦးဆောင်ထားနိုင်သေးပဲဆိုတဲ့အတွက်ဒါတိုက်စစ်မှုဟောင်းတနီဝဲဘက်ကိုတော့ပြန်ပတ် Brighton ဘက်ကစောက်ကြီးခြင်းဆုံးစားသမအဖြစ်ကျွန်တော်ကတော့သတ်မှတ်ခြင်းနဲ့နောက်တစ်ယောက်ကတော့ Jacoba Minter ပေါ့နော် Minter ကတော့ဒါ Premier League ကိုအမြဲတမ်းစောက်ကြီးနေကြ Brighton ဘွဲကြီးဖြစ်မယ်ဆိုတော့သိပါရယ် Jacoba Minter အဲတူးချင်းကြော်ဖြတ်မှုပိုင်းမှာပရိုလီကိုအားကောင်းတဲ့ကစားသမပြီးတော့အမြန်လုံးအယမ်းမြင့်နေဆိုတော့ကျွန်တော်တို့အသင်းရဲ့ဘယ်ဂျန်ခန်စစ်ကအယမ်းထိန်ချုပ်ကြမယ်လို့ထင်တယ်အရန်ကိုတတိထားဆောက်ကြည့်ရမယ်ကစားနောက်ထပ်ကစားမှတယောက်လို့မြင်တယ်ပြီးတော့ကွင်းလေသူတို့တင်တဲ့တပည့်ပစ်ပေါ့ကလည်းတော်တော်လေးကိုအားကောင်းတယ်လို့ပြောလို့ရပဲဒါကျွန်တော်တို့တင်တဲ့ ီ transfer window မှာအရန်ကိုအတန်ကြီးကြဲကြဲနောက်အောင်ထွက်ခဲ့တဲ့ Carlos Bali ပါပြီးတော့ Sweden လူငယ်ကျဲခွင့်အရာရီဒီကစားမှာ၂ယောက်ရဲ့ကွန်းလေတပည့်ပြပေါ့နော်၂ယောက်စလုံးကဒီတော့အောင်အောင်ရန်ကောင်းနေပြီးတော့ဒီ physically technically တော်တော်ကောင်းတဲ့ကစားမားတွေပြီးတော့ believer ဒါတော့ believer ဒီနေ့ရတီမှာမနစ်ကားတော့မကောင်းတော့ဘူးเนาะဒါတော့မှအဲ brighton သင်းရင်ကွင်းလေရတော်တော်လေးအကောင်းဆဲအနေထားမှာရှိတယ်အဲ့တော့ဒီလိုမျိုး midfield ပတ်တယ်မှာရှင်ပြိုင်ဖို့အတွက်ဆိုရင် amore အနေနဲ့ game plan တစ်ခု tactics ကိုကောင်းကောင်း chat map ထားနိုင်လာနိုင်ဖို့လိုတယ်ပေါ့နော်ဒါဒါမှလည်း midfield ပတ်တယ်မှာကျွန်တော်ရှင်ဖိုင်နိုင်မှာဖြစ်တယ်ဒါကတော့ဒါ brighton နဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးခဲ့တာဖြစ်ပါတယ်ဆိုတော့ ့ Brighton ပတ်သက်ပြီးပြောပြီးဆိုတော့ United ဘက်ကိုပြန်ပြီးတော့သွားကြည့်အောင် United ကတော့အရှိမပြောခဲ့လို့ပဲဒါပူပူနွေးနွေးပဲကျွန်တော်တို့ Liverpool ကို Anfield မှာကျွန်တော်တို့နိုင်ရရှိထားခဲ့တယ်အိမ်တိုင်ကမှလည်းကျွန်တော်တို့ Sunderland ကိုနိုင်ခဲ့တယ်ပတ်တူပတ်ဝင်ခဲ့တယ်ပေါ့နော်ဆိုတော့ Brighton နဲ့ပွဲစဉ်မှာတော့ဘလို့ကောင်းတဲ့ဘလို့ဘလို့မျိုးဟော game plan အနေနဲ့ပွဲထွက်လာမလဲဆိုတော့ Ruben Amorim ပေါ်မူတည်တယ် Ruben Amorim အနေနဲ့ဆိုရင်လည်းလက်ရှိ form ကောင်းနေတဲ့အခြေအနေမျိုးမှာဟိုဒီအတင်းရဲ့ form ကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်ဖို့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်အတင်းရဲ့အတက်ဘက်ကိုပြန်ရောက်သွားလိုက်အဲပြန်ပြီးတော့အရှုံးပွဲနဲ့သူပြန်ကြလာလိုက်ဒီလိုမျိုးအမြဲတမ်းလိုလိုဖြစ်လေရှိတဲ့အချိန်မှာလက်ရှိကအတက်အချိန်အတက်ဖက်ကိုရောက်နေရပါတော့အတက်ဖက်ကိုရောက်နေတဲ့အချိန်မှာသူအနေနဲ့ stable ဖြစ်ဖြစ်နဲ့ဒီပုံစံကိုဆက်ထိန်းတာဖို့လိုတယ်ဒီအတွက်လည်းဒါ Robin Amorin ရောကစားမရီရော မှပြေဝတာဝန်ရှိတယ်တော်တော်လေးကိုဟိုကောင်းတဲ့ font တစ်ခုကိုစက်ထိန်ထားနိုင်ဖို့အတွက်အဲသူတို့နေကြိုးစားရမယ်ပေါ့နော်ပြီးတော့နောက်တစ်ယောက်ကတော့ကျွန်တော်ပြောချင်တာဆန်နလန်မန်းပေါ့နော်လမန်းကတော့ဒါသူ့ရဲ့ပထမဆုံးပွဲအတွက်ဒေးဗီဘွတ်မှာဆန်နလန်နဲ့ပွဲစဉ်မှာ clean ရှိရခဲ့တယ်ပြီးခဲ့တဲ့ဒါ anfi မှာဆိုရင်လည်းကာခွေမှုကောင်းနေပြုတ်လုံနိုင်ခဲ့ပြီးတော့ဒါ United ပြည်သက်တွေရဲ့ယုံကြည်မှုပြီးတော့ Robin Amorin ရဲ့ယုံကြည်မှုဒါအသင်းပေါ်ကစားသမားတွေယုံကြည်မှုကို ပြေဝရရှိထားတယ်လောဆယ်မှာရရှိထားတဲ့ကစားသမားဖြစ်တဲ့အတွက်ဒါဆန်နလမ်းမန်းစနေနဲ့သူပုံစံကောင်းတစ်ခုကိုဘယ်လောက်ထိဆက်ထိန်ထားနိုင်မလဲဒီနေ့ပွဲစဉ်မှာရောအမားယွန်းနဲ့မလုတ်ဖဲနဲ့ကိုဘောက်ကာမှုတွေလုတ်ပေးနိုင်မလားဆိုတော့ကျွန်တော်ဒီညမှာပဲကြည့်ရမှာပေါ့နော် ပြီးတော့နောက်ထပ်ပြောချင်တာတော့ကျွန်တော်အတင်းရဲ့ညာချမ်း threat ညာချမ်း threat ကတော့အဓိက ပြောဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အတင်းရဲ့ညာချမ်းမှာဆိုရင်ဒါအာမတ်အမ်ဘူမိုအတွဲပေါ့နော်ဒီအတွဲကပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲစဉ်မှာဆိုရင်တော်တော်လေးဟို အတွဲဖက် connection မိမိနဲ့အဲလိုပါဘူးရဲ့ဘယ်ချမ်းခံစီကိုတော်တော်ဒုက္ခပေးနိုင်ခဲ့တယ်အိမ်မတိုင်ခင်မှာဆိုရင်ပြောမယ်ဆိုရင်ဒါအမှုမှုအမတ်တွဲပြီးတော့ပွဲထွက်လာတဲ့ပေါ့ဗောနော်ဒီညာချမ်းမှာအမှုမှုအမတ်တွဲပြီးတော့ပွဲထွက်လာတဲ့ပွဲစဉ်မှာပွဲစဉ်တွေ၄ပွဲရှိတယ်ဒီရာဒီ၈ပွဲမှာဆိုရင်၄ပွဲတိသူတို့ပွဲထွက်လာအတူတူပွဲထွက်ခဲ့ရပေါ့နော်အဲ့၄ပွဲမှာဆိုရင်ပထမဆုံးပွဲထွက်ခဲ့တဲ့ဖူဟန်နဲ့ပွဲမှာတော့ connection နဲ့မမိပဲနဲ့နှစ်ယောက်စလုံးကပုံမှန်ခြေစောင်းအောင်ရောက်ပြီးတော့ဝေဖန်မှုတွေခံခဲ့ရတယ်ပေမဲ့ဒီ Brighton နဲ့ဟို Burnley sorry Burnley နဲ့ပွဲစဉ်ပြီးတော့ Sunderland နဲ့ပွဲစဉ်ပြီးတော့ပြီးခဲ့တဲ့ Liverpool နဲ့ပွဲစဉ်ဒီ၃ပွဲမှာတော့ဒီကစားမ၂ယောက်ကြားရဲနားလည်မှုတဖြည်းဖြည်းနဲ့ဟိုပို့ပြီးတော့ connection မိလာလို့ခံစားရတယ်အခြေဆက်လေးပို့မိလာတယ်အဲတယောက်ကအာ has pay ဝင်မယ်ဆိုရင်တယောက်က white area ကိုထွက်မယ်တယောက်က white area ထွက်မယ်ဆိုရင်တယောက်က has pay ဝင်မယ်နဲ့နှစ်ယောက်ကဟို plane ဆိုင်ချင်းမတူပေမဲ့တော်တော်လေးကိုဟို african ကစားမအချင်းချင်းနားလည်မှု ပို့ပြီးတော့ရှိလာတယ်လို့ခံစားရတယ်။ပြီးတော့ defensive duty တွေမှာဆိုရင်လည်းဒါအာမတ်အနေနဲ့အဲ defender ဆစ်ဆစ်မဟုတ်တဲ့အတွက်အဲသူ့နေရာဖားထိဖို့အတွက်ဒီသူ့အဲ defensive duty တွေကိုကိုပေးဖို့အတွက်ဆိုရင်အံပုံမူကအများနဲ့အသင့်ရှိနေလေရှိတယ်။ဆိုတော့ဒီဇာမတ်နှစ်ယောက်စလုံးကဒီတိုက်စစ်ပိုင်းအတွက်ကောခန်းစစ်ပိုင်းအတွက်ဆိုညာချမ်းတစ်ချောက်လုံးမှာဒီဇာမတ်နှစ်ယောက်စလုံးကတော်တော်လေးကိုအခြေဆက်မိလာပြီလို့ထင်တယ်။ပြီးတော့နောက်တစ်ချက်ကဒါ Amori အနေနဲ့လည်းဒါ United ရဲ့ညာချမ်း threat ကသူ့ရဲ့အဓိကတိုက်စစ်လက်နက်ပဲဖြစ်တဲ့အတွက်ဒီနေ့ ညမှာဘလိုမျိုးအရှင်ပြိုင်နိုင်မလဲပေါ့ဘလိုမျိုးဒီ Brighton ရဲ့ Belgian Cancer ကိုဒုက္ခပေးနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကတော့ကျွန်တော်တိုက်စစ်၃ရောက်အတွဲမှာဘယ်လိုတွေပွဲထွက်လာမလဲဆိုတော့အဲဆက်လို့ရှာရပါတော့။ဘာကြောင့်လဲဆိုရင်ဒီမင်းဆမ်မောင်းအနေနဲ့အဲရူပင်အမွန်ရင်ရဲ့ပြောကြားချက်ရဆိုမင်းဆမ်မောင်းဒီနေ့ပွဲမှာပါဖို့မသေးကြဘူး။ဒါကလည်းကျွန်တော်တို့အတင်းအတွက်အဓိကထိုးနှက်ချက်လိုပဲထင်တယ်ပေါ့နော်။ဘာလို့ကြောင့်လဲဆိုတော့အမွန်ရင်အနေနဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာပြောင်းလဲလာတဲ့ tactics တွေအရဆိုရင်ဒီဒီတပည့်ပစ်ပေါ့ကျွန်တော်တို့အသင်းရဲ့ဒါ Bruno Casemiro တပည့်ပစ်ပေါ့ကိုဒါ Maximum လာလာပေါင်းပေးတဲ့ပုံစံအဲနဲ့ဒီ Maximum ကိုဒါ Bruno Casemiro တို့တို့နှစ်ယောက်တည်းရှိနေတဲ့အချိန်မျိုးမှာဒါဟိုပေါက်တွေဖာထေးဖို့အတွက်အဲပူပေါင်းခိုင်းတဲ့ကစားကွက်အချိန်မျိုးမှာ Maximum အရန်ရေးပါတယ်ဆိုတော့ Maximum ဒါတကယ်လို့ဒီပွဲမှာမပါနိုင်ဘူးဆိုရင်တော့ United ဘက်မှာတော်တော်လေးတော့နှစ်နာမှုရှိမယ်လို့ထင်တယ်ပြီးတော့အဲမတီးယက်စကူညာပြေးတဲ့ပွဲစဉ်မှာတော်တော်လေးပုံပုံစံကောင်းပြသနိုင်ခဲ့တယ်ဆိုတော့ဒီနှစ်ပွဲစဉ်မှာလည်းဆက်လက်ပြသနိုင်မလားဆိုတော့ကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်ဒီညမှာဆက်လက်ပြီးစောင့်ကြည့်ရမယ်ပေါ့နော်ပြီးတော့ Sasco Sasco နေနဲ့ဆိုရင်တော့ဒီနေ့လိုပွဲမျိုးကပွဲထွက်တဲ့နယ်လို့လည်းထင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အေ Brighton ဘက်ကိုကြည့်ရမယ်ဆိုရင် Louis Dan ရှိမယ် Bahegidi စနေပတ်အတွဲက အာနားလည်မှုရှိတယ်အဲ wobbling defend နဲ့ပေါ့နော် wobbling defender ကောင်းနေဖြစ်ကြတယ်ဆိုရင်းတိုင်အောင် physically အရာဆိုရင်ဒီ lowest stand အကြပိုင်ကိုရောက်နေပြီပြီးတော့ van hinkey အနေနဲ့အဲတက်ရွယ်အကောင်းမှာတော်တော်လေးကိုလှုပ်ဖြစ်အားလှုပ်အားကောင်းနေတုံးအခြေအနေဆိုမဲ့ဒါ sasco နဲ့ရှင်ရယ်ဆိုရင်တော့ဒါ physically အရာ sasco ကအသာရနိုင်တဲ့အနေထားလို့ကျွန်တော်ခန်းစားရတယ်ဒါကြောင့် sasco ကဒီနေ့ညမှာပို့ပြီးတော့ ပွဲထွက်တင်တယ်ပေါ့နော်ပို့ပြီးတော့ဒီနေ့ပွဲအတွက် live ဖတ်မယ်လို့ထင်တယ်ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့အရင် left wing back left wing back မှာဆိုရင်တော့ဒီဒေါ်ကူအာမတ်နှစ်ယောက်ဒေါ်ကူ sorry ဒေါ်ကူနဲ့အဲဒီကိုတလို့ပေါ့နော်ဒီကစားမနှစ်ယောက်ဘယ်သူပွဲထွက်လာမလဲတော့ဒါအမော်ရင်နဲ့ဆုံးဖြတ်ရမယ်အဲကျွန်တော်တယောက်တည်းအမြင်ရဆိုရင်တော့ဒီကိုတလို့အဓိကပွဲထွက်စေပွဲထွက်စေချင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အော်ဒီယာကူဘာမင်တာကိုထိန်းချုပ်ဖို့အတွက်ဆိုရင်အဲမင်တာဘယ်တန်ကစားမှဖြစ်တဲ့အတွက်သူ့ရဲ့ get insight တွေကိုထိန်းချုပ်ဖို့အတွက် ညာတန်းကစားမဖြစ်တဲ့ဒါဒီကိုတလို့ပို့ပြီးတော့တုံးတင်းတယ်လို့မြင်တယ်ပြီးတော့ long throw တွေကနေပြီးတော့အဲ breakdown ကို change ချောက်ဖို့အတွက်ဆိုရင်လည်းတလောကအများကြီးအားကိုးရမယ်လို့ထင်တယ်ဒါကတော့ဒါ United ဘက်ကနေပြီးတော့ဒါဒီနေ့ပွဲစဉ်အတွက်အဲဟိုအခြေအနေလေးတုံးသက်ကြည့်ရပါမနော်ဆိုတော့အားလုံးခြုံပြီးတော့ပြောရမယ်ဆိုရင်တော့ဟိုနောက်ပိုင်းနှစ်တွေမှာ Brighton က United ကို6ချိန်တွေးဆမှုမှာ 9ချိန်အထိနိုင်ရရှိခဲ့တယ်9ချိန်အထိနိုင်ရရှိခဲ့ပြီးတော့ United ဘက်ကတပွဲပဲနိုင်ရရှိထားတယ်ဆိုတာတော့ပရိုလီကတော့စိုးရွားတယ်မတန်ပဲဆိုတော့ဒါပေမဲ့ကျွန်တော်တို့ United ဟို Anfield လို꿰မျိုးမှာကျွန်တော်ကိုင်းနေလောက်နိုင်များရှိခဲ့တဲ့စဉ္ငိန်စိုးတော့ကျွန်တော်ကြော်ဖြတ်ပြနိုင်ခဲ့သေးတာဒီနေ့ပွဲမျိုးမှာကျွန်တော်အိမ်ကွင်းပွဲဖောင်းလဲကောင်းအတက်ဖက်ကိုရောက်နေတဲ့အချိန်တွေမျိုးမှာနိုင်ရမယ်နိုင်ယူနိုင်မယ်ဆိုရင်နိုင်ယူတင်တဲ့ပွဲမျိုးပေါ့နော်ဆိုတော့နိုင်ရမယ်လို့လည်းကျွန်တော်မျှော်လင့်တယ်ဆိုတော့ဒီနေ့ပွဲစဉ်ရဲ့ဒါကအခု ဆွေးနွေးပေးသွားတာတော့ဒီနေ့ပွဲစဉ်ရဲ့ဒါ pre-match တော့ကိုဆွေးနွေးသုံးသပ်ပေးသွားတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ United ရှေ့ကိုပြည်တက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ